1386ခုတော်သလင်းလာဇန်25ရက်တော်သလင်းလာပြည်ဂရုရမခါရောနေ့မန္တလေးမြို့သစ္စာရောင်ကြီးပရိယတ်တိဇာတင်တိုက်မှာပရိယတ်တိလို့အထုတ်ပြီးနေကြတဲ့သံဃာတော်ရှင်သူမြတ်တို့အားပြောကြားအပ်သောဩဝါဒဇကာဩဝါဒတရား တတိယတော့ဥပုပ္ပဆင်ဥပုပ္ပဆင်အရုသမြတ်တော်ဝါတွင်ဥပုပ္ပဆင်နေမှာဓမ္မရဏကုသိုလ်ပြုထားကြတာဒီမန္တလေးမြို့ကဥဝင်မြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းထေးရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုနောက်တကရန်ကုန်မြို့ဥတန်းလွင်ဒေါအေးစိတ်တာကူညီညီလွင် ိုဇောဇောလွင်ကိုကျော်ကျော်လွင်မိသားတစုတို့ဓမ္မရဏပြုလို့အပတ်စဉ်အပတ်စဉ်တရားဟောနိုင်ရှိတယ်ဟောတဲ့အခါမှာသူတို့ကမထေကြီးတွေအကြောင်းနာကျင်လို့ဟောပေးပါဆိုတာနဲ့မထေကြီးတွေအကြောင်းဟောအရှင်ကုန်နေညပြီးသွားပြီအရှင်မဟာကတ္တပကြီးရဲ့အကြောင်းတွေပြီးသွားပြီအခုပြောနေတာကအရှင်သာရိပုတ္တရာအကြောင်းအရှင်သာရိပုတ္တရာအကြောင်းနဲ့ဟောလာလိုက်တာအကိုပိုင်းပြီးသွားတယ် ကနေ့10ဘိုင်းမြောက်ရောက်10ဘိုင်းမြောက်ကိုငါရှင်တို့တို့ရေဩဝါဒပေးသည့်အနေနဲ့ပြောပြချင်တာကဗာလဲလို့မေးအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးဟာတပည့်တော်ဝင်လဲကြီးတယ်ဆရာတော်ဝင်လဲကြီးတယ်ကိုင်းတို့အလုံးရှင်သာရိပုတ္တရာကြားဘူးလားအရှင်သာရိပုတ္တရာကြားဘူးလား ဖျားပြီးရင်သာသနာမှာပညာအတော်ဆုံးအတက်ဆုံးကဘယ်သူလဲပြန်ပြောဖျားပြီးရင်ပညာအတော်ဆုံးအတက်ဆုံးကဘယ်သူတော့အရှင်သာရိပုတ္တရာဟုတ်တယ်နော်ကိုရည်အဲ့ဒီအရှင်သာရိပုတ္တရာကြီးဘလောက်ပညာတွေတက်တယ်လဲမင်းအခုမိုးတွေကဘာကြီးတဲ့ရွာကျင်တဲ့လောက်ရွာမိုးရေပေါက်ဘလောက်ကြရဲဆိုတာ ရေတွက်နိုင်တာဒီအရှင်သာရိပုတ္တရာပဲ ညာမကြည့်ဘူးလားကြည့်တယ်အဲ့ဒီညာကြည့်တဲ့ရှင်သာရိပုတ္တရာကြီးဟာလူငယ်ဘဝပွဲကြည့်ရင်းနဲ့တန်ဝေကားရပြီးတော့မသေးရတရားရှာမယ်ဆိုလိုက်ရှာလိုက်တာအရှင်အတ္တသိနဲ့တွေ့တာအရှင်အတ္တသိထံကရေရံမာဟေတုပ္ပဘဝတေသံဟေတုံတထကတောအာဟအရာရာမှကြောက်ရှိလို့ဖြစ်တာလို့ခေါ်တဲ့အဲ့ဒီတရားကိုနားလဲရတော့ သောတာပန်တီးတဲ့ကိုရင်တို့ဟာသူကနေပြီးတော့မှသူ့တငယ်ချင်းကို ပြန်ပြီးတော့ပြောပြတော့သူ့တငယ်ချင်းလည်းသောတာပန်တီးတဲ့ဟာသူတို့နှစ်ယောက်တကသာသနာပေါင်းရောက်ပြီးတော့ယဟန်ပြုယဟန်နာကြီးတွေဖြစ်တဲ့ခါကျတော့အရှင်သာရိပုတ္တရာက ပထမဧကသာဝကဟုတ်လားရှင်မမောကလန်ကဒုတိယဧကသာဝကအရှင်သာရိပုတ္တရာကြီးကပညာအတော်ဆုံးအတတ်ဆုံး အရှင်မောကလန်ကတကူအကြီးဆုံးအမြတ်ဆုံးဟုတ်ပြီလားတကယ်မြင့်မြတ်တဲ့မထေရကြီးနှစ်ပါးဖြစ်တယ်အဲ့ဒီမြင့်မြတ်တဲ့မထေရကြီးတွေအရှင်သာရိပုတ္တရာကြီးကလောကကြီးမှာသူ့လောက်ပညာတတ်တဲ့ပုဂ္ဂိုလ်မရှိဘူးလဲပြောသေးတယ်ညအိပ်ပြီးအိပ်ပြီးဆိုရင်သူ့ကိုသောတာပန်တီအောင်ဟောပေးလိုက်တာကပိစဝဂီ၅ဦးတည်းကဘယ်သူအရှင်အတ္တဇီဝင်းတို့မှတ်တာနော် သူသောတာပန်ဖြစ်အောင်လုပ်ပေးလိုက်တာဘယ်သူကလုပ်ပေးလိုက်တာရှင်အတ္တသီသာသနာပေါင်းဝင်ပြီးတော့ဝေရုရာရုရသွားတဲ့အခါကျတော့အရှင်သာရိပုတ္တရာကြီးကပထမဧကသာဝကပညာရာ အတော်ဆုံးအတတ်ဆုံးဆိုတော့အရှင်သူဆရာထက်ဘွဲ့တွေตาမသွားဘူးလားသူဆရာအရှင်အတ္တသီနဲ့အရှင်သာရိပုတ္တရာနဲ့ဘယ်သူကပညာပို့တတ်သွားတယ်ဝင်းနေဇလန်တိတယ်မလား ဒါပေမဲ့လို့အရှင်သာရိပုတ္တရာကညအိတ်မယ်ဆိုရင် သူ့ဆရာဘယ်မှာ ရှိတယ်လဲကြည့်ပြီးတော့မှသူ့ဆရာရှိတဲ့ဘက်ကိုဥချအိတ်တယ်တဲ့ဟုတ်လားသူ့ဆရာရှိတဲ့ဘက်ကိုခေါင်းပြုပြီးတော့အိတ်တယ်တဲ့ကိုရင်တို့ဒါကိုကြည်ချင်းအဖြစ်ကိုရင်တို့တို့တွေဘယ်လိုသဘောပေါက်ဘလောက်ကြီးပညာတွေတတ်တတ်အရှင်သာရိပုတ္တရာဆရာကျေးဇူးကမ်းနေရှိလား အဲ့ဒါဟုတ်လားကိုကဘယ်တော့ပဲဘွဲတွေရရကိုစရာဘာဘွဲမှမရဘူးဂယုဆိုင်စရာမလိုဘူးလို့ဒီလိုမှတ်ဖို့လိုလားဘဇုကိုတူခိုးရမယ်ကိုရင်တို့ရွာကန်းနေပို့လိုက်တဲ့ဆရာသမားတွေပါလိရှိလိမ့်မယ်ဟုတ်လားအဲ့ပို့လိုက်တဲ့ဆရာသမားတွေ ဟာကိုကစာရီတက်ပြီးတော့ဘွယ်ရူးကုံတူးကြီးနေလက်အထက်တန်းရောက်လာတဲ့အခါကိုဆရာကျေးဇူးကိုကို မမေ့ချနဲ့ကိုရင်တို့ဒါပြောချင်တာဟုတ်ပြီလားမမေ့ရဘူးနော်နောက်တစ်ခါအရှင်သာတိပုတ္တရာကိုရောမြတ်ကြီးအဲ့ဒီအပိုင်းကိုကြည်လိုက်တပိတာဝန်ကျေးသလိုဆရာတာဝန်လည်းပဲကြည်တယ်ဘလို့ကြည်တယ်လဲလို့မေးရင် လောသကတိတ်တာဆိုတာယဟန်တပါဘဝတစ်ခုမှာအိတ်တာမစ္စရိယများယဟန်ဘဝနဲ့သူ့เจ้าကိုရောက်လာတဲ့လူသူ့เจ้าကိုရောက်လာတဲ့ယဟန်အိတ်တာမစ္စရိယများပြီးတော့အဲ့ဒါခေါင်းလောင်းကိုတမန်မြတ်နဲ့ထိုးတယ်ကြားဘူးတယ်မလားအေးအဲ့ဒီဘုံကြီး အဲ့ဒါမှအာအပင်ငရဲတွေရောက်ပြီးတော့အပင်ငရဲကလွတ်လာတဲ့အခါဘာဖြစ်တုံးမေးအဲ့ဒီမှာယဟန်ဖြစ်တယ်တကောင်းသားဖြစ်တယ်တကောင်းသားရွာကြီးမှာသွားလူဖြစ်တယ်သူလဲရောက်ရောအဲ့ဒီရွာကြီးတောင်းလို့ဆင်မပြေဘူးနောက်ဆုံးတော့မိဘနှစ်ပါးအဲ့ရွာကကျင်ပြလိုက်တယ်နောက်ဆုံးတော့မိဘနှစ်ပါးနဲ့ဒီကလေးပိုင်ရင် တောင်းစာလို့ကိုမရလို့မိဘနှစ်ပါးနဲ့ကလေးလေးကိုမလုပ်တော့လွှင့်ပြလိုက်ရတယ်ဟုတ်လား လမ်းဘေးရောက်နေတဲ့အဲ့ဒီကလေးလေးကိုကောက်ပြီးတော့မွေးတာကအရှင်သာရိပုတ္တရာဘယ်သူကမွေးရတော့အေးအရှင်သာရိပုတ္တရာကအဲ့ဒီကိုရင်လေးကောက်မွေးအဲ့ကလေးလေးသင်္ကန်းဝယ်ပေးပြီးကိုရင်လှုပ်ပေးတာဟုတ်လားကိုရင်လှုပ်ပေးထားပြီးတော့မှဘာဖြစ်တုံလုံးမေးလိုက်တော့ယဟန်ပြုယဟန်ဖြစ်တဲ့အခါကျတော့ဆုံးခံတယ်ဆုံးခံလို့မရဘူး ဒီကိုရင်ကိုစွန့်ခံတဲ့နေရာခေါ်သွားရင်ရှင်သာရိပုတ္တရာဘာကိုဆုံးမရတော့အဲ့တော့ဘာလို့ရတော့မင်းတော့ရှင်သာရိပုတ္တရာကြီးကသူ့ဘာသူဆုံးခံပြီးတော့ရောငါငေါင်းမောင်ရှင်စားဆိုပြီးတော့ပေးရအကုသို့ကံလည်းကြီးလိုက်တာအဲ့ဒီကိုတော်လေးရဲ့လက်ထဲရောက်သွားရင်ဆုံးနေပျောက်သွားတာလေကိုရင်တို့အကုသို့ရဲ့တတ္တိဘာရတ္တိလဲကြောက်စရာမကောင်းဘူးလားကြောက်စရာရန်ကောင်းတယ်ဟုတ်လား ဟာအဲ့ဒီမှာကြတော့မှရှင်သာရိပုတ္တရာဆုံးခံပြီးသူ့လက်နဲ့သပိတ်ကိုကင်ပြီးတော့ဘာလုပ်ရတော့ကျွေးပေးရတာဟုတ်ပြီနော်သူ့လက်နဲ့သပိတ်ကိုကင်ပြီးကျွေးပေးရသပိတ်ကိုကင်ပြီးတော့ကျွေးပေးရအဲ့ဒါပြောချင်တာကရှင်သာရိပုတ္တရာကြီးကဆရာတောင်းဝန်ကြီးပွန်ပုံကို ပြောတာကိုရင်တို့ဟုတ်လားရှင်သာရိပုတ္တရာရဲ့ဆရာတောင်းဝန်ကြီးတယ်နောက်တခါရှင်သာရိပုတ္တရာကြီးကကျောင်းထဲမှာ တန်ဃာတွေဆုံးငံထွက်ပြီဆိုရင် तू ကနောက်ဆုံးမှထွက်တာနောက်ဆုံးမှထွက်ပြီဘာလို့တလဲဆိုတော့ကြောင်းနဲ့လှဲ့ကြည့်တာအမိုက်ရုံနေရင်အမိုက်လဲတယ်အမိုက်လဲပြီးသားတွေမကြုံဘူးဆိုရင်အဲ့ဒီမိုက်ပုံကြီးကိုကျုံးပစ်တယ်ဟာအိမ်သားတွေရေမရှိဘူးဆိုရေဖြည့်တယ်အိမ်သားတွေရစ်ပေနေရင်တန်ရှင်းရင်လှုပ်တယ်နောက်တခါတောက်တောက်ရည်သုံးစီမရှိဘူးဆိုရင်ခတ်ပြီးတော့ထဲတယ် ဟာအเจ้าတွေကြည့်လိုက်လို့သင်္ကန်းတွေထုံထောင်ဆွဲပြီးတော့နေတဲ့သင်္ကန်းတွေရှိရင်လိုက်ပြီးတော့ကြည့်ကြည့်ပြီးတော့ခောက်တင်ခောက်ပြီးတော့အခောက်လေးလည်းပြန်တင်ပြီးတော့ထားတယ်။ကိုရင်တို့အဲ့ဒါဘယ်သူလုပ်နေတယ်အရှင်သာရိပုတ္တရာဖျားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးမထေကြီးကသင်္ကန်းခောက်တာရောမလုပ်ဘူးလားအမိုက်လဲတာမလုပ်ဘူးလားမိုက်ကျုံးတာရောမလုပ်ဘူးလားအိမ်သာရေဖြည့်တာရောမလုပ်ဘူးလား 哦ကြီးလိုက်ဘလောက်တူခိုးဖို့ကောင်းတော့ပြောတာဟုတ်လားအဲ့ဒါနေရှင်သာရိပုတ္တရာကြီးကအမြဲတမ်းသူလုပ်တယ်နောက်ဆုံးမှဆုံးကံသူထွက်တယ်အဲ့တော့ဒီလိုဖျားပြီးရင်ပညာတော်ဆုံးအတက်ဆုံးမထေကြီးကတော့ဒီလိုကျင့်သုံးသွားတဲ့အတွက်ဒါကြောင့်တန်ဃာတွေကသူ့ကိုလေးစားလေးစားကြတဲ့ချစ်လဲချစ်ကြတဲ့ကြည်လဲကြည်ညိုကြအဲကြောင့်ဒီကြောင့်တည်းမှာသတင်းသုံးကြတဲ့စာချဆရာတော်များလဲအာငါတို့ကစာချဘုန်းကြီးပဲကွာ ဒါငါနဲ့မဆိုင်ဘူးဆိုပြီးတော့အဲ့လိုကြောင်ကြမဲ့မနေချာနဲ့ဟုတ်လားငါဆုံးသားကြောင်ဘုန်းကြီးပဲဒါငါနဲ့မဆိုင်ဘူးဆိုပြီးကြောင်ကြမဲ့မနေချာနဲ့ငါအုပ်ချုပ်ရေးမှဘုန်းကြီးပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့အရာရာကြောင်ကြမဲ့မနေချာနဲ့ဦးရှင်သာတိဗုဒ္ဓရာကိုတော်မြတ်ကြီးဟာအကုန်လုံးအသေးစိတ်ကြီးပြီးတော့မှလိုက်လုံနေသလိုဒါအတုခိုးရမဲ့နီးတယ်လို့ဒီလိုမှတ်ကြ ပြိကသုံးပုံမှာဝီနီးဆိုတာကစီကံဝီနီးဆိုတာဘာလဲတုတ်တန်ဆိုတာကနီလန်တုတ်တန်ဆိုတာဘာလဲဟာဘယ်ပုဂ္ဂိုလ်ကဘယ်နီလန်နဲ့နိဗ္ဗာန်ယူသွားတယ်ဘယ်ပုဂ္ဂိုလ်ကဘယ်နီလန်နဲ့အကုသိုလ်ကိုရှောင်သွားတယ်ဘယ်ပုဂ္ဂိုလ်ကဘလို့ကျင့်သုံးလို့အကုသိုလ်ဖြစ်ပြီးအပင်ငရဲ့ရောက်သွားတယ်ဆိုတာဒါတွေသိအောင်လုပ်ပြီးတော့မှမကောင်းတာတွေကိုရှောင်းကောင်းတာတွေကိုဆောင်းရမှာဒါတုတ်တန်ဆိုတာအဲဒါပြောတာကိုရင်တို့ဟုတ်ပြီလား တရက်တော့မြတ်စွာဘုရားနဲ့တန်ခါရီဒေသစာတိကြွကြွမဲ့နေရာကြိုသိထားကြတဲ့ဆဗ္ဗကီနဲ့တန်ခါတော်တွေကရှေ့ရနေသွားခိုးလဲရောက်ပြီးဒါတို့နေမဲ့နေရာဒါငါဆရာနေရာဒါငါရဲ့စာချဘုန်းကြီးနေရာနဲ့အကုန်တန်းစီထားလိုက်တာအနောက်ဆုံးတပည့်စီလက်မှိုက်ကြုံကျောင်းကသိမ့်တင်တာတွေသိမ့်ပြီးမှလာခဲ့တဲ့ရှင်သာရိပုတ္တရာကြီးနေရာမရတော့ရှင်သာရိပုတ္တရာနေရာရသေးလား ဟောသူ့ရဲ့ဥသိငယ်တွေနေရာဥသွားနေရာမရတော့ရှင်သာတိဗုဒ္ဓသစ်ပင်အောက်မှာသွားနေရသစ်ပင်အောက်မှာတညာလုံးကြီးစဉ်းစားကြည့်ပေါ့လမ်းလေးလျှောက်လိုက်ထိုင်လိုက်လမ်းလေးလျှောက်လိုက်ထိုင်လိုက်ဒီလိုလေးနေရာမှာပေါ့မနေ့သောသောမြတ်စွာဘုရားကဈဉံလျှောက်ရင်းနဲ့ချောင်းဟန့်လိုက်တော့ရှင်သာတိဗုဒ္ဓရေလည်းပြန်ပြီးချောင်းဟန့် ဟဲ့ချောင်းဟန်တာဘသူတို့တပည့်တော်သာရိပုတ်ပါဗျာဟဲ့စောစောစီစီအဲ့အနာကြီးဘာလုပ်တာတို့ဆိုမှအကြောင်းစုံပြောပြမြတ်စွာဘုရားအဲ့မှာသိတော့တန်ဃာတွေအကုန်လုံးခေါ်ပြီးတော့အဲ့မှာဩဝါဒပေးတယ်သွန်သင်ဆုံးမမြတ်စွာဘုရားပြောပြတဲ့ဩဝါဒကဇတ်တော်လေးတစ်ခုဖခင်ပြောပြချက်သားတို့တဲ့စီစီတော်ကခါရဲ့မြောက်ရဲ့ဆင်ရဲ့ဆိုပြီးတော့ တော်ရဲမှာတရိษံ၃កောင်ရှိတယ်တဲ့အဲ့တရိษံ၃កောင်ကအင်းညမင်းညအဂါရဝအင်းညမင်းညအပတိတတယောက်နဲ့တယောက်ဂါရဝမရှိဘူးတဲ့စင်နေမြောက်တွေဂါရဝရှိလားမရှိဘူးအောက်ကစင်ကအိတ်နေတယ်ပေါ်ကမြောက်ကတက်ခိုင်းကြောက်ချိုးပြီးတော့စင်ကြီးကိုလှမ်းထုတ်တယ် ဆင်ကြီးကစိတ်ဆိုးပြီးတော့အဲ့ဒီသစ်ပင်ကြီးကိုသူခန္ဓာကိုယ်ကြီးနဲ့ဘာလို့တော့ပေါက်လိုက်တာညောင်မင်းကြီးအကြလှုပ်ပြီးတော့မြောက်ကနေလို့ဆင်ပြေသေးလားမြောက်ကအိတ်နေပြီးဆိုအောက်ကဆင်ကြီးကပုတ်ဆင်ကြီးအိတ်နေဘောကမြောက်ကတက်ခိုင်းကြောင်းနဲ့ဘာလို့တော့ထုဟောမှန်ကြည့်လားအဲ့ဒီပေါ်လာနာတဲ့ခါကလည်းပဲညောင်စည်းစားပြီးတော့ချီးကိုချလိုက်တော့မြောက်ခေါင်းပေါ်ကျဟုတ်လား ာဒီကောင်ငါကောင်မို့ချီရောမလားဆိုမြောက်ကအဲ့ဒီကောင်လိုက်မပင်ပန်းဘူးလားပင်လဲပင်ပန်းနဲ့ဆင်းရဲဆင်းရဲဘာဖြစ်လို့တော့မေးရင်ကိုရင်တို့ကြည့်လိုက်နော်တယောက်တယောက်ဃာရဝမရှိကြလို့ဘာမရှိကြလို့လဲအေးဃာရဝမရှိကြဃာရဝမရှိတဲ့အတွက်ကြောင့်ဒီလိုဖြစ်တာတို့တယောက်နဲ့တယောက်ဃာရဝရှိသင့်တယ်ဆိုတဲ့အတွေးကြံပေါပြီးတော့မှအဲ့ဒါဘာလို့ကြတော့မေးလိုက်တော့ကိုရင်တို့ရေ ို့တယောက်နဲ့တယောက်ဒီတိုင်းနေလို့တော့မဖြစ်ဘူးဂါရဝတရားရှေ့ထားနေရအောင်အေးဘလို့နေမလဲဒါအကြီးဆုံးပုဂ္ဂိုလ်じゃဘလို့သတ်မှတ်မလဲအဒီညောင်မင်းကြီးတက်တည်ပြုတ်မယ်ကွာကဲဆင်းမင်းကြီးပြောဒီညောင်မင်းကိုဘေရွယ်ကစပြီးခမရတိခဲ့တယ်လေဆင်းကြီးကပြောတယ်ဟာငါငငယ်ဒီနားလေးသွားတော့ကဒီညောင်မင်းကငါချက်လောက်ပဲရှိတာဟုတ်လားဟာဒါဆိုရင်ဟုတ်ပြီ ကဲမြောင်မင်းကြီးပြောပါအောင်ဒီညောင်မင်းကိုခမရဘေရွယ်ကစတိတယ်လေဟာကျုပ်တိတတ်တဲ့ရွယ်ကတော့လေဒီညောင်မင်းမော်တက်ပြီးအသီးတွေစားပြီးညွန့်နေရွက်တွေကျုပ်စားလို့ရနေပြီဒါဆိုဆင်တဲ့မြောက်ဘသူကတက်ကြီးသွားအေးအဲ့ဒါမျိုးဟာနောက်တကခါကိုမေးတယ်ခါမင်းပြောပါအောင်ဒီညောင်မင်းဘေရွယ်ကစတိတယ်လေဟာကျုပ်ငယ်ငယ်ကဒီညောင်မင်းမရှိဘူးညာကျုပ်တိတတ်တဲ့ရွယ်ညောင်မင်းမရှိဘူး အချားညောင်မင်းကအသီးကိုသွားစားပြီးဒီနာချီးကိုချလိုက်မှဒီပင်ကပေါက်လာတာ။ကဲဒီသုံးကောင်ထဲမှာဘယ်သူကအကြီးဆုံးဖြစ်သွား။ခါအကြီးဆုံးဖြစ်သွား။ဟုတ်လား။အကောင်နေနဲ့တော့ခါလေးကမသေးဘူးလား။အသက်နေနဲ့ကြာမကြီးဘူးလား။ဟေးဒါဖြင့်တို့တွေဆင်းရဲမြောက်ရဲကခါလေးကို ရှစ်ခိုးကြသူဆိုပြီးတော့ရှစ်ခိုးကြတဲ့အယူသည်ပြေးကြတဲ့ခါလေးတွင်တင်ဆုံးမတာကိုနားထောင်ကြတယ်တဲ့ကိုရင်တို့။ ဟုတ်ပြီလားအင်းညမင်းညဂါရဝအင်းညမင်းညတပတိတအဲ့လိုချင်းချင်းညီညီညွညွဂါရဝတွေစီးပြီးတော့ကိုယ့်ရဲ့ကြီးတဲ့ပုံကိုရဲ့စကားနားထောင်ကြတဲ့အခါတည်တဲ့အခါမှာဒီဘုရားလည်းတို့တို့ချီးမွမ်းခံရတယ်တည်တဲ့အခါလည်းကောင်းရွာသူကတိရောက်တယ်ဆိုပြီးတော့မြတ်စွာဘုရားပြောပြအဲ့ဒါကိုပြောပြပြီးတော့မှချက်သားတို့တဲ့စွမ်းဦးစွမ်းဖြဆိုတာကအဲ့လိုဂုဏဂုံတိဝရဂုံတိထို့သဖြင့်တော့သာသနာမှာတော့ ထေရဝါဒဆိုတဲ့အတိုင်းကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကဖြစ်တဲ့နေဆိုတဲ့အကြောင်းအဲ့မှာမြတ်စွာဘုရားကသိခါဘုံထုတ်ပြီးတော့ပညာတာဟုတ်ပြီလားအဲ့ကြောင့်တပည့်တော်ကနေကိုရင်တို့တို့ရဲ့အရှင်ဘုရားတို့တို့ရဲ့ဩဝါဒပေးကျင်တာကဘာလဲမေးရင်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း30မှာအရှင်သာရိပုတ္တရာကြီးကတပည့်နေရာကလည်းတောင်းဝန်မကြည့်ဘူးလားသူ့ဆရာကျေးဇူးမေ့တယ်ရှိလား မရှိဘူးအမြဲတမ်းဥချပြီးတော့မှ သူရှိရာခေါင်းဆရာရှိရာခေါင်းပြုပြီးအိတ်တယ်တဲ့ဟုတ်ပြီနော်ဟာပညာအတော်ဆုံးအတတ်ဆုံးဆိုပြီးတော့လဲကြောင်းဝေယဝဆတွေပြစ်ထားတယ်ရှိလားတပြည့်စည်းလဲတယ်တဲ့မှိတ်ကျုံနေတဲ့ရေခတ်တယ်တဲ့တန်ရှင်းရေလုတ်တယ်တဲ့ရှင်သာတိဗုဒ္ဓရာကြီးရဲ့အတူယူစရာကောင်းတာပြောတာဟုတ်ပြီနော် အေးအဲကြောင့်ရှင်ဖျားတို့တို့တွေလဲပဲအင်းညမင်းညဂါရဝအချင်းချင်းညီညွတ် အညာမညာဂါရဝချင်းချင်းအယုသေးပြီးပြီးတော့မှအညာမညာတပရိဒအင်းအချင်းချင်းကိုင်းညွတ်ကြတာတွေရှိပြီးတော့မှရှင်သာတိဗုဒ္ဓရာကြီးနဲ့မခြားတမှုလားလူသားလည်းကြီးသူကိုယုသေးငယ်သူလေးတွေလေးရွယ်သူကိုလေးစားငယ်သူကိုတနာပြီးတော့မှသာသနာတော်ကိုစောင့်ရှောက်နိုင်တဲ့အမျိုးကောင်းသားယဟန်တော်များ ဖြစ်ကြပါစေလို့ဆုတောင်းပေးနေပဲဘုရားတပည့်တော်ရဲ့ဩဝါဒဒီမှာပဲဏီကုန်းကပအဆုံးသတ်ပါသည်တန်ဃာတော်ရှင်သူမြတ်တို့ဘုရား